အခုဒီထိုင်းနိုင်ငံမှာကျင်းပနေဆုံးကန်ထိုင်းတဲ့ချက်ပွဲမှာဆိုလူတွေကတော့ကြိတ်ကြိတ်ထိုးပဲလူကလမ်းလျှောက်စရာမလိုသူကသူအော်တိုရွေ့နေတာအာတော်တော်ရွတ်လူများတယ်ထိုင်းနေရာအဲ့ထက်မှာတော့တအားစီးပွားရေးတောင်းကြတာအခုဒီငါတို့မြန်မာနိုင်ငံမှာဆိုရင်တကြံဆိုရင်ရေတွေတလဟောပဲပစ်ကြတာပေါ့နော်ဟိုဘယ်နေရာဖြစ်ဖြစ်ရေတွေဆိုအချက်မဲ့ပဲပိုက်ကြီးပိုက်ငယ်နဲ့ထိုင်းမှာရေပတ်မယ်ဆိုရင်ရေတောင်ဝဲရတယ် အထူးသဖြင့်သူတို့ကဒီကဘာလက်ခီးသွားတွေကိုဆွဲဆောင်ခြင်းလို့ဒီလိုပွဲတွေပွဲကိုလုပ်တာပေါ့နော်အရင်တော့ကသူတို့မှာဒီသူတို့နိုင်ငံတိတ်ပြီးမစီကားဘူးငါတို့မြန်မာနိုင်ငံဆိုတအားစီကားတယ်အခုငါတို့မြန်မာနိုင်ငံကမကျန်းပါတဲ့အခြေအနေမှာဆိုတော့ဒါသူတို့အတွက်လုံးဝအခွင့်ကောင်းပဲအာတကြံဆိုတာသူတို့ရဲ့မူပိုင်ဆိုပြီးသူတို့လုတ်ပစ်လိုက်တာကြည့်เนาะအခုတကြံနေမဟုတ်ဘူးဒီငါတို့မြန်မာနိုင်ငံကတကြံအကလည်းသူတို့ကအခုဆိုခိုးတယ်เนาะခိုးတယ် ငါတို့နိုင်ငံဟိုမကျမ်းပါတာကိုခွင့်ကောင်းယူပြီးတော့ငါတို့ရဲ့တကြံအကလည်းခိုးတယ်နောက်ဆိုရင်ဘာလို့လဲဆိုတော့တို့တို့အခုမျက်စိကြတယ်နောက်တစ်ခုရှိတယ်ငါတို့ရဲ့မြမတနခါမြမတနခါကိုလည်းတို့ကလိုချင်နေတာနော်သိကြတယ်တို့ယူမှာနော်ဒါဘာလို့လဲဆိုတော့ငါတို့ကငါတို့ကငါတို့အပိုင်ဆိုပေမဲ့ငါတို့မှာငါတို့နိုင်ငံမကျမ်းပါတော့အာသူများကိုစီကလူလူသွားလဲကိုမှဘသူ့ကိုပြောလို့ပြောရမှာမသိဘူးအဲ့လိုအနေထားမျိုးဆိုတော့ဘာမှပြောလို့မရတဲ့အနေထားမျိုးဆိုတော့သူတို့က လိုချင်တယ်လို့ကသူတို့ယူချင်တယ်လို့သူတို့ယူလို့ရတဲ့အနေအထားမျိုးဖြစ်နေတယ် ပြီးွားရင်ငါတို့ဒီမြန်မာတွေပေါ့နော်ထိုင်းမှာနေတဲ့လူတွေအေးဒီတကြံပွဲမှာအများကြီးပဲထိုင်းရောက်မြန်မာတွေကပျော်ကြတာပေါ့နော်တော်တော်များများပျော်ကြတယ်အဲအဲ့ဒါဟိုဒူတော်တော်များများကဘယ်လိုလဲဆိုဟာကုလို့အချိန်မှာကွာပျော်နေနိုင်တယ်ဘာလို့ပျော်နေရလဲသူများတွေကဒီမှာအိုးမဲ့အိမ်မဲ့တွေဖြစ်နေတာဒီဘက်မှာပြစ်စည်းနေတဲ့ဟာကိုနေတော့ဘာလို့ပျော်လဲဆိုပြီးတော့အော်သွားပြီးတော့ဆဲကြတယ်အပြစ်တင်ကြတယ်အပြစ်တင်ကြတာပေါ့အပြစ်မတင်ပါနဲ့ဘာလို့လဲဆိုတော့ဘာလို့သူတို့မှာကဒီနိုင်ငံခြားမှာနေတဲ့လူတော်တော်များများဒါအတိဆုံးပဲအဲ နိုင်ငံခြားမှာဘာပွဲမှာသူတို့မသွားရအောင်တစ်ချိန်လုံးအလုပ်လုပ်လို့နေရဒီလိုကားလားလေးမှာသူတို့အားလိုက်ရရတယ်အဲ့အတွက်သူတို့သွားချင်းဖြစ်တယ်ဘလောက်ထိမြန်မာနိုင်ငံလူတွေလဲတော့လာပြောကြတယ် မြန်မာနိုင်ငံနေပြီးလင်းစီဒီပွဲကိုပြောခြင်းလို့မြန်မာနိုင်ငံမှာတကြံမရှိလို့ဒီသူထိုင်းတကြံကိုပြောခြင်းလို့ဆိုပြီးမြန်မာနိုင်ငံကနေပြီးတကူတကလင်းစီပြီးတော့လာပြီးတော့ပျော်နေတဲ့လူတွေမှာတပုံးဆယ်လီတွေရောဆက်တလီတွေရောအများကြီးဆဲကျင်နေဆိုအဲ့လိုလူတွေသွားဆဲလို့ရတယ်ဟဲ့လားအဲ့ဒါသူကပြောပြတာနော်အဲ့လိုလူတွေဆဲလို့ရတယ်အများကြီးပဲဒီထိုင်းရောက်မြန်မာတွေကသူတို့ကဒီလိုအရှိလေးပဲအလဲရဲ့ရှိတာဒါပေမဲ့သူတို့မှာထိုင်းအိုက်မာနေတော့မှာ၃ပုံ၂ပုံလောက်ကသူတို့မှာပျော်ခွင့်မရှိဘူးဘာလို့လဲဆိုတော့ သူတို့ဒီအာပတ်စံရှိရလို့ဆိုတော့ကိစ္စမရှိဘူးသူတို့တည်ရဝင်မဟုတ်တဲ့အတွက်ကြောင့်သူတို့မှာပျော်ချင်တော့မှ100%မပြောရတဲ့လူတွေအများကြီးပဲရှိတယ်ပြီးခဲ့တဲ့နှစ်ကဆိုကြားတဲ့ဒီတရားမဝင်နေထိုင်မှုရှိလို့ပေါ့နော်ဒါအာဖန်ခံရတာတွေပါရှိတယ်ဒါဒီနှစ်လက်သေးကြပေါ့သူတို့လုံမှာပဲဒီလိုဟာကာလတွေကိုသူတို့ရှောင်းနေတာဒီလိုပွဲတွေရှိတယ်ပွဲတွေလက်နေရှိရဆိုလာကြမှာမြန်မာတွေကဒါပို့ပြီးတော့အပျော်ပါမက်တယ်လေးပါလေးနဲ့သူတို့တိပြီးသားအဲ့လိုဆိုတော့ဒါ တေချာပေါ့သူတို့အလာဝင်ကောင်းဆောင်နေမှာတလားเนาะအဲ့လိုအချိန်တွေကိုလဲကိုကပြောခြင်းနဲ့ဆိုလဲကိုရဲ့အချိန်တွေကိုတိပြီးမှတေချာလေးပြောကြပါလို့ပြောခြင်းပါတယ်เนาะ